ဇွန်လတရနေ့ကနေ24ရက်နေ့အထိမြန်မာတနင်္ဂနွေလုံးမှာသဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနဲ့မတော်တဆထိခိုက်မှု145ကြိမ်ဖြစ်ပွားခဲ့ပြီး34ဦးသေဆုံးကဒလူတရ60ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ဒီလိုဖြစ်ပွားခဲ့ရမှာရေကြီးမှုက54ကြိမ်နဲ့အများဆုံးဖြစ်ပွားခဲ့ပြီးရင်တိုက်မှုက26ကြိမ်နဲ့ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရင်တိုက်မှောက်မှုအကြိမ်20၊တစ်ပင်ပြိုလဲမှု73ကြိမ်၊မြေပြိုကျမှု10ကြိမ်၊လေပြင်းတိုက် ခတ်မှု9ကြိမ်၊ရင်းနှီးမြှုပ်မှု9ကြိမ်၊ကံမပြူချမှု4ကြိမ်၊ဒရိုင်းပြူချမှု၊ရင်းရင်းနှီးမြှုပ်မှု၊ဒလိုက်မှုနဲ့မတော်တဆထိခိုက်မှုက2ကြိမ်စီဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီလိုဖြစ်ပွားခဲ့ရမှာဘကိုးတိုင်းဒေသကြီးက25ကြိမ်နဲ့အများဆုံးဖြစ်ပွားခဲ့ပြီးမကွေးတိုင်းဒေသကြီးက19ကြိမ်နဲ့ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စကိုင်းတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့က18ကြိမ်စီ၊မန္တလေးတိုင်းဒေသကြီးက14ကြိမ်၊ရန်ကုန်တိုင်းဒေသကြီးက12ကြိမ်၊ AR တိုင်းဒေသကြီးက10ကြိမ်၊ကချင်ပြည်နယ်က က9ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဒါ့အပြင်နေပြည်တော်က9ကြိမ်၊ချင်းပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်က4ကြိမ်စီ၊ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်က3ကြိမ်စီ၊ကယားပြည်နယ်က2ကြိမ်စီဖြစ်ပွားခဲ့ပါတယ်။ဒီလိုသဘောဝဘေးအန္တရာယ်ဖြစ်ပွားမှုနဲ့မတော်တဆထိခိုက်မှုတွေဖြစ်ပွားခဲ့မှုကြောင့်အင်ဂျီ6400လုံးပျက်စီးဆုံးရှုံးခဲ့ပြီးလူဦးရေပေါင်း14968ဦးဒုက္ခသည်အဖြစ်ရောက်ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။